အဖာကြီးကမြေပေးမှာအဝိတ်ရှောင်းနေတော့မှာကလေးငိုတန်ကြားတာကြောင့်မြေသေးကိုဆင်းကြီးတဲ့အခါမှာတော့ကလေးလေးတယောက်မျောပါလာတာကိုတွေ့ရပြီးခြေပြီးတော့အိမ်ကိုခေါ်သွားပြီးတော့မွေးစားလိုက်ပါတယ်။ကလေးလေးကတဖြည်းဖြည်းအရွယ်ရောက်လာပြီးတော့အိမ်မှာပဲအိတ်လိုက်စားလိုက်လုံနေပြီးဒါပေမဲ့အဖာနေမကောင်းတာကိုသိတဲ့အခါမှာတော့ကလေးလေးကထင်းတွေကိုခုတ်ပြီးတော့အဖာကိုကူညီပေးပါတယ်။ကောင်းလေးကထင်းတွေအကုန်ခုတ်ပြီးတော့တောင်အောက်ကိုတည်သွားပါတယ်။အဖာကအတန်ကြားတဲ့အခါမှာထွက်ကြည့်ပြီးတော့ထင်းတွေကိုဖြည့်ကြည့်လိုက်တော့အရင်ကောင်များတာကြောင့်အကုန်လုံးပြန်ကျဲလို့သွားပါတယ်။ အဖွားကြီးနေမကောင်းဖြစ်ပြီးတော့ဆုံးသွားပါတယ်။မဆုံးခင်မှာကောင်းလေးကမြည်ရင်မဟုတ်ဘဲနဲ့မြစ်ကြီးကငကားမလေးရဲ့တားလို့ပြောပြခဲ့တဲ့အခါမှာတော့ကောင်းလေးကငကားကိုသွားရှာဖို့ထပ်သွားခဲ့တာပါ။နေညမပြတ်ခရီးဆက်လာပြီးတော့ရွာတရွာကိုရောက်လာခဲ့ပါတယ်သူကရွာသူတွေဆက်ပြေးလုံးကြပြီမဲ့ရေလုံလုံးမရတာကြောင့်မဲ့အတင်းနဲ့မဖင်ပြိုးပြီးတော့အစာရေစာလည်းမဝပါဘူးကောင်းလီဟာဆုံးသွားတဲ့အဖွားကထင်းခုတ်ပြီးတော့ဘိုက်ဝါအောင်ကျွေးခဲ့တော်ကိုတတိယသွားတော့မျက်ရည်ကျလာခဲ့ပြီးကောင်းလီဟာမြေကန်းနောက်ကိုပြေးသွားခဲ့ပြီးတော့တောင်ဆောင်လေးကနေငကားရေငကားရေဆိုပြီးတော့အော်လိုက်တဲ့အခါမှာ ရေတွေကနေလှပတဲ့ကောင်မလေးတယောက်ထွက်လာပါတယ်။ကောင်လေးရောကောင်မလေးရောကတောင်းနေတယောက်တားမိနေလို့စိတ်သေးကအလိုလိုခံစားနေရပြီးကောင်မလေးကရေကန်ထဲကိုခုံဆင်းလိုက်ပြီးတော့ငကားအဖြစ်ပြောင်းလိုက်ပါတယ်။ကောင်လေးကလည်းအမေဖြစ်တဲ့သူကသူ့ကိုဘာလို့ကိုယ်တိုင်မစောင့်ရှောက်နေတာလဲဆိုတာနားလေလို့တော့ပါတယ်။ငကားမိကကောင်လေးကိုကြောပေါ်တင်လိုက်ပြီးတော့တောင်ဆောင်တွေကိုတိုက်ပြီးတော့စိုက်ပျိုးရေးအစဉ်ပြီးအောင်မိုးခေါ်ပေးလိုက်ပါတယ်။ကြောင်တုံးတွေလည်းပြုတ်ပြီးတော့မှမိုးကလည်းရွာလာပြီးရွာတွေကလက်ခွင်းတွေကိုရေတွေချလာတဲ့အခါမှာတော့ဆိုက်ပြိုးကြီးကဖြစ်ထွန်းလာခဲ့တာပါ ကောင်းလေးကြောင့်ပဲဒီရွာလေးမှာမြေရရသွားခဲ့ပြီးတော့အဲ့ဒီမြေလေးကိုလည်းငကားမြေလေးလို့ခေါ်ကြပါတယ်ဗျာ။